နိခမဒုက္ခပဝိဝေကဒုက္ခဥပသမဒုက္ခတံဘောဓဒုက္ခလို့ဆိုတယ်။စိတ်မှန်တဲ့ချမ်းသာကိုမရကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီစိတ်မှန်တဲ့ချမ်းသာတွေကိုလွယ်လွယ်ကူကူမရကြတဲ့ပုဂ္ဂိုလ်တွေသာလဲမိန်လဒုက္ခလို့ဆိုတဲ့မစင်အညစ်အကြေးနဲ့တူတဲ့ချမ်းသာမိဒ္ဓဒုက္ခလို့ဆိုတဲ့အိတ်ချင်ငိုင်မီးလို့ဖြစ်ရတဲ့ချမ်းသာ လာဘတက္ကရာတိလောကဒုက္ခလို့ဆိုရယ်လက်ပူသောတက္ကရာကြောကြားမှုကြောင့်ဖြစ်တဲ့ချမ်းသာဒီလိုချမ်းသာမျိုးတွေကိုခံစားလေရ၏တဲ့ဒီစကားလေးကိုသိချာနာထောင်နော်ဆိုလိုတာကကောင်းမွန်တဲ့ချမ်းသာကိုလွယ်လွယ်ကူကူမရတဲ့လူတွေဒီသာနဲ့မကောင်းတဲ့ချမ်းသာတွေကိုခံစားကြတာတဲ့ ငါမှာတော့ကောင်းမွန်တဲ့ချမ်းသာတွေကိုလွယ်လွယ်ကူကူရတဲ့အတွက်ကြောင့်အဲ့ဒီမစင်ကြဲတဲ့ချမ်းသာတွေကိုငါခံစားနေရအကြောင်းမရှိဘူးတဲ့အဲ့ဒါလေးကို အသေးစိတ်ကလေးဘုန်းဘုန်းကနားလေစေခြင်းတဲ့မြတ်စွာဘုရားသုံးနှုံသွားတာလေးတွေကစအတိအကျမှတ်သားစေခြင်းတဲ့နော်စိမ့်မနဲ့ချမ်းသာကိုဒီနေရာမှာမြတ်စွာဘုရား၄မျိုးပြောတယ်နိခမဒုက္ခပဝိဝေကဒုက္ခဥပဒမဒုက္ခတံဘောရဒုက္ခတဲ့ နိခမဒုက္ခဆိုတာကာမဂုဏ်ဒေါသနဲ့ထွက်မြောက်လို့ဖြစ်ပေါ်တဲ့ချမ်းသာဟုတ်လားကာမဒေါသကနေလွတ်မြောက်အောင်ကြိုးစားလို့ရရှိတဲ့ချမ်းသာကာမဆိုတာမြင်ခြင်းစရာ ကောင်းတဲ့အကြောင်းမျိုးစုံကြားခြင်းစရာကောင်းတဲ့အတန်မျိုးစုံနမ်းရှုခြင်းစရာကောင်းတဲ့အနတ်မျိုးစုံစားတောက်ခြင်းစရာကောင်းတဲ့ရာသာမျိုးစုံတွေ့ထိခြင်းစရာကောင်းတဲ့အတွေ့အထိမျိုးစုံဒါကိုကာမလို့ခေါ် ဝိထုကာမပေါ့နော်အဲ့ဒီဝိထုကာမရဲ့အပေါ်မှာလိုလားနှစ်သက်တောင်းတတဲ့လောဘသဘောကိုကြားတော့ဘာပြောတော့ကိလေသာကာမအဲ့ဒီဝိထုကာမကိလေသာကာမဆိုတာတကယ်တမ်းကပူလောင်တဲ့သဘောရှိတယ်ဆင်းရဲတဲ့သဘောရှိတယ်သို့တော့ဘုန်းဘုန်းတို့တွေကဟိုဥမာခေါင်းထဲပေါ်လာတာပြောရရင်တော့အပုပ်အဆက်ကြိုက်တဲ့လရတွေလို့ပေါ့နော် အပုပ်ဆက်တွေကမှွေးကြိုင်နေလို့ကြိုက်တာမဟုတ်ဘူးသူကသူ့ကိုကြိုက်တဲ့သဘောရှိနေလို့ကြိုက်နေတာဟုတ်လားတန်ခတဲ့ကကာမချမ်းသာဆိုတာမြတ်စွာဘုရားမာဂဏီယပုံနာကြီးကိုဟောတာဆိုရင်ဘယ်လိုဟောတော့နူနာနဲ့တူတယ်လို့ဟောတယ်နူနာယောဂတဲ့တယောက်ဟာယောဂဘိုးထိုးတဲ့ချိန်မှာရာရံလွန်လို့သူကုတ်ရဖဲ့ရတယ်ကုတ်ဖဲ့ရုံနဲ့မသက်သာဘူးဆိုလို့ရှိရင်မီးကင်ရတယ် ဟုတ်လားအဲ့လိုဆိုရင်တတလေးယောဂပိုးရခဏတော့ငြိမ်သွားတယ်လို့ဖြစ်ရတာရှိတယ်လို့ထင်ရတယ်တကယ်စင်စစ်နူနာမှာဖယ်ရတာရှိမှာတော့ဟုတ်လားကုတ်ရတာကိုလည်းရတာရှိတယ်လို့ထင်တယ်မိခင်ရတာကိုလည်းရတာရှိတယ်လို့ထင်တယ်မာယာကုတ်ရမှာကုတ်ရတာလည်းဆင်းရဲတယ်မိခင်ရတာလည်းဆင်းရဲတယ်ဒါပေမဲ့နူနာယောဂရှိနေတဲ့အချိန်မှာ ကိုရတာဟာချမ်းသာတယ်လို့ဖြစ်တယ်မိခင်ရတာဟာချမ်းသာတယ်လို့ဖြစ်တယ်အကယ်၍နုနာယောဂါကိုပြအောင် ကုလိုက်မယ်ဆိုရင် ကုချင်စီလည်းရှိမှာမဟုတ်တော့ဘူးမိခင်ချင်စီလည်းရှိမှာမဟုတ်တော့အဲ့ဒီတုတ်တန်ထဲမှာတော့မြတ်စွာဘုရားအသေးစိတ်ဟောနုနာယောဂါပျောက်သွားတဲ့လူငကိုသူกินနေရမိကြီးခဲဒီကိုအားရှိတဲ့လူကအတင်းတမဆွဲခေါ်သွားမယ်ဆိုရင် तू ဘာလုပ်တော့ရုံးကန်တယ်အချိန်တုန်းက तू မက်မက်မောမော စိတ်လိုလက်ရกินခဲ့တဲ့မီး လူနာယောဂပျောက်ပြီဆိုတော့ तू กินကျင်နေသလားမกินကျင်တော့ဟောဘူးလို့မกินကျင်တော့မိကပူတယ်တဲ့အဲ့တော့မြတ်စွာဘုရားမေးတယ်မာဂန်နီမိကအခုမှပူလာတာမဟုတ်ပါဘူးငကိုတော့လည်းပူလာပဲအဲ့တော့ကာမဆိုတာလောဘဆိုတဲ့လူနာယောဂရှိနေတဲ့အခိုက်အတန့်သားလင်းသူ့ကိုကောင်းတယ်လို့ထင်ရတာတကယ်စင်တဲ့သူဟာပါတော့မေးပဲဒါကြောင့်မြတ်စွာဘုရားဒီမှာနိခမဒုက္ခဆိုတာ အဲ့ဒီကာမရောတွေကလွတ်မြောက်အောင်ထွက်နိုင်ရင်အဲ့ဒါစိတ်မှန်တဲ့ချမ်းသာကိုရတယ်။အဲ့ဒီချမ်းသာမျိုးကိုနိခမဒုက္ခလို့ခေါ်တယ်တဲ့။ပါဝိဝေကဒုက္ခတဲ့။ပါဝိဝေကဒုက္ခဆိုတာကနော်ဝိဝေကတရား၃ပါးကိုနည်းနည်းလေးနားလည်မှသူ့ကိုပို့ပြီးတော့ဘုန်းတို့ရှင်းရှင်းလင်းလင်းသဘောပေါက်မယ်။ဝိဝေက၃ပါးဝိဝေကဆိုတာကင်းစိတ်တဲ့သဘောစိတ်သုံးတဲ့သဘောကာယဝိဝေကအပေါင်းဖော်တွေကင်းစိတ်နေတယ်တယောက်တည်း စိတ်တဝိဝေကကိလေသာအပေါင်းဖော်တွေကင်းစိတ်နေတဲ့တစိတ်သေးဥပရိဝိဝေကနိဗ္ဗာန်ချမ်းသာကိုပြောတာဥပရိဝိဝေကဆိုဟုတ်လားအပေါင်းဖော်တွေနဲ့ကင်းကွာပြီးတော့တယောက်တည်းနေတာကာယဝိဝေက လောဘဒေါသမောဟကိလေသာအပူစိတ်တွေနဲ့ကင်းကွာပြီးတော့တော့တည်ငြိမ်တဲ့အေးချမ်းတဲ့စိတ်ကလေးနဲ့နေတာတစိတ်သေးနေတာဘာလို့စိတ်တဝိဝေကနိဗ္ဗာန်ချမ်းသာကိုကြတော့ဥပရိဝိဝေကတဲ့ ခုပဝိဝေကဒုက္ခဆိုတာအဲ့ဒီလိုမျိုးဝိဝေကချမ်းသာကိုရည်ညွှန်းတာနိခမဒုက္ခဆိုတာကအပူရောတဲကကာမရောတဲကနောက်ထမြောက်မှုချမ်းသာပဝိဝေကဒုက္ခဆိုတာအရှုပ်အထွေးတွေကနော်လွတ်မြောက်သွားတဲ့သဘောဝိဝေကတရား၃ပါးနားလည်နော်နောက်ဥပဒမဒုက္ခတဲ့ဥပဒမဒုက္ခဆိုတာငြိမ်းအေးမှုချမ်းသာနော်ဆွဲမဲ့မှုဟာစိတ်ကိုပူလောင်စေတယ်မကျင်နှက်မှုဟာစိတ်ကိုပူလောင်စေတယ် မှန်မသိမှုအထင်မှားမှုဟာလည်းစိတ်ကိုပူလောင်စေတယ်။ရာဂဒေါသမောဟကိုဗမာလူပြောလိုက်တာနော်။အဲ့ဒီရာဂဒေါသမောဟဟာစိတ်ကိုပူလောင်စေတဲ့တွေ့ကြောင့်သူတို့ကိုကိလေသာတရားများပူလောင်စေတဲ့တရားများလို့ဒီလိုမြတ်စွာဘုရားဟောတယ်။အဲ့ဒီအပူတွေငြိမ့်သွားလို့အဲ့ဒီမီးတွေငြိမ့်သွားလို့အေးတဲ့သဘောကိုဥပါဒမဒုက္ခလို့ပြောတာ။နိခမဒုက္ခပဝိဝေကဒုက္ခဥပါဒမဒုက္ခတဲ့ နောက်ဆုံးပြောတဲ့ချမ်းသာတံဘောရဒုက္ခတိမှုချမ်းသာတစ္ဆာလေးပါးကိုတိလို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရတယ်အထွတ်အထိပ်ချမ်းသာကိုရရတယ်တစ္ဆာလေးပါးဆိုတာဘဝခန္ဓာရဲ့ဆင်းရဲခြင်းဆိုတဲ့နံပါတ်1အမှန်တရားယုံနယ်တို့ရဲ့ဆင်းဆက်မပြတ်ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝဟာကောင်းမွန်တဲ့သဘာဝမဟုတ် ငွေကြီးဥစ္စာပစ္စည်းနဲ့လည်းပဲအဲ့ဒီမကောင်းမွန်မှုကိုကုစားလို့မရလောကမှာပုထုဇဉ်လူသားတွေတံပိုးထားတဲ့ဘယ်အရာနဲ့မှအဲ့ဒီဒုက္ခသဘောကိုဖုံးကွယ်လို့မရဘဝရလို့ဖြစ်လာရင်အိုရတယ်နာရတယ်တေးရတယ်ချစ်ခင်နှစ်သက်တဲ့တတ္တဝါသင်္ခါရတို့နဲ့ကွဲရတယ်မချစ်ခင်မနှစ်သက်တဲ့တတ္တဝါသင်္ခါရတွေနဲ့တွဲရတယ် စိုးရင်ရတယ်ငိုကြွေးရတယ်ကိုရှင်းရမှုစိတ်ရှင်းရမှု ပြင်းစွာပင်မမှုတွေအကြောင်းအလျော်စွာခံစားရတယ်ဘဝရဲ့သဘောဘဝဒုက္ခသစ္စာ ဖြစ်တယ်ဆိုတာကိုသိရင်တရားကိုကြည်ခြင်းအဖြစ်ထင်ရှားတယ်ဟုတ်လားအဲ့ဒီလိုဘဝရဲ့ဆင်းရဲတဲ့သဘောနံပါတ်1အမှန်တရားလူခြင်းမမောမှုလောဘတည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့ဆိုတဲ့နံပါတ်2အမှန်တရား လောဘချုပ်ငြင်းခြင်းဒီဒုက္ခချုပ်ငြင်းခြင်းဖြစ်တယ်လို့ဆိုတဲ့နံပါတ်3အမှန်တရားတမာဒိဋ္ဌိအမြင်မှန်ကောင်းဆောင်တဲ့မဂ်ရဲ့၈ပါးဒီဒုက္ခငြင်းရာသို့ဆက်ရောက်ရာလမ်းကြောင်းဖြစ်တယ်လို့ဆိုတဲ့နံပါတ်4အမှန်တရားသစ္စာ၄ပါးအဲ့ဒီသစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိပြီဆိုရင်ဒါမျိုးကိုဘာခေါ်တော့တန်ဘောရဒုက္ခတဲ့ချမ်းသာကိုမြတ်စွာဘုရားဘယ်နှမျိုးပြောတော့၄မျိုးပြောတယ်နော်နိခမဒုက္ခ ပဝိဝေကဒုက္ခဥပဒမဒုက္ခတံမောရဒုက္ခအဲ့ဒီချမ်းသာ၄မျိုးကိုစစ်မှန်တဲ့ချမ်းသာလို့ကျွတ်တို့နားလည်ရမှာနော်အဲ့ဒီချမ်းသာတွေကိုလွဲလွဲကူကူပြည့်ပြည့်စုံစုံမရကြတဲ့ပုဂ္ဂိုလ်တွေပြီးသားနဲ့မြင့်နွမ်းတဲ့မကောင်းမွန်တဲ့အန္တရာယ်ရှိတဲ့ချမ်းသာမျိုးတွေကိုနှစ်သက်ကြတာတဲ့အဲ့ဒီချမ်းသာကိုဘယ်လိုသုံးဆိုမိန်လာဒုက္ခမစင်အညစ်အကြေးနဲ့တူတဲ့ချမ်းသာတဲ့ကာမချမ်းသာကိုရည်ရွယ်တာပါပဲ။ မိဒ္ဓဒုက္ခတဲ့နော်ကောင်းကုန်လေအိရာတဲ့မှာတပြောင်းပြန်ပဲနော်ဟိုဘက်လှဲလိုက်ဒီဘက်လှဲလိုက်နော်ခုလိုအေးတဲ့အချိန်လေးမှာစောင်းလေးချုံနှွေးနှွေးလေးနဲ့နော်အိတ်မှုချမ်းသာရှိရနော်အိတ်မှုချမ်းသာမလည်းခင်းနိုးနေတယ်တော်တော်နဲ့ကိုမထနိုင်ဘူးဘာလို့လဲအိတ်မှုချမ်းသာကိုခံစားရတယ်ဟုတ်လားမိလ္လာဒုက္ခမစင်ကြဲတဲ့ချမ်းသာမိဒ္ဓဒုက္ခအိတ်ချင်ငိုင်မီလို့ဖြစ်ပေါ်နေတဲ့ချမ်းသာ လာဘတက္ကရတိလောကဒုက္ခပစ္စည်းဥစ္စာလတ်လာဘအချမ်းရကြော်စောနာမည်ကြီးမှုလူလေးစားခံရမှုဒါတွေကိုဘယ်လိုခေါ်တော့လာဘတက္ကရတိလောကအဲ့ဒါတွေကြောင့်ဘုန်းကြီးတို့ရဲ့စိတ်ထဲမှာကျင့်တဲ့နှစ်သက်တဲ့ဆိုတာကိုဘုရုဇဉ်တဘာဝမမောမှုနဲ့အဲ့ဒါတွေကိုရအောင်ရှာကြတာမရှိဘူးလားရှိတယ်လာဘတက္ကရတိလောကအဲ့ဒါမြတ်စွာဘုရားစောစောကပြောခဲ့တယ် ကောင်းမွန်တဲ့ချမ်းသာတွေကိုလွယ်လွယ်ကူကူပြည့်ပြည့်စုံစုံမရကြတဲ့ပုံကိုယ်လေးသီးသားလျင်အခုမကောင်းမွန်တဲ့မစင်ကြဲတဲ့ချမ်းသာတွေကိုခံစားကြတာတဲ့ငါမှာကောင်းမွန်တဲ့ချမ်းသာကိုပြည့်ပြည့်စုံစုံလွယ်လွယ်ကူကူငါကြိုက်တဲ့အချိန်မှာကြိုက်တဲ့လောက်ငါရတဲ့အတွက်ကြောင့်အဲ့ဒီညှဉ်းနှွမ်းတဲ့မကောင်းမွန်တဲ့ချမ်းသာတွေကိုငါခံစားခြင်းစရာအကြောင်းခံစားစရာအကြောင်းရှိဘူးတဲ့ဒီချာနားထောင်နော်ဒီဥစ္စာလေးကစဉ်းစားကြရအောင်မယ်ဟုတ်လားအတော်ဘုန်းတို့ လောကမှာချမ်းသာဆိုတာကတူရာစုလိုက်ရင်နှမျိုးရှိတယ်ဆိုတာကိုနားလည်ရမယ်ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇ္ဇဒာကျွတ်အရဏဝိပင်ကတုတ်တံမှာစိတ်နှလုံးငြိမ်းရေးစွာနေတတ်ဖို့မြတ်စွာဘုရားသင်ပေးထားတယ်ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇ္ဇဒာဘိဓာဒုက္ခရဲ့ဣဇ္ဇဒဒုက္ခရဲ့အပြင်ချမ်းသာရဲ့အတွင်ချမ်းသာရဲ့လို့နှမျိုးရှိအပြင်ချမ်းသာဆိုတာကာမချမ်းသာကိုပြောတာ နော်အတွင်းချမ်းသာဆိုတာအမှန်တရားကိုသိလို့စိတ်ရဲ့ငြိမ်းအေးတဲ့သဘောနော်ပူလောင်မှုကင်းတဲ့သဘောကိုဒါအတွင်းချမ်းသာလို့ပြောတာခုဒါလေးဒါလေးတွေကဆက်ဆက်ပြီးတော့တွေးစရာကိုပြောတာနော်အဲ့တော့ဘုရားရဲ့အစုံမမြင့်မြတ်တဲ့ဒီသာသနာနဲ့တွေ့တဲ့အခါမှာဘုန်းဘုန်းတို့တွေဟာအပြင်ချမ်းသာကိုရှာဖွေနေုံမျှနဲ့အချိန်ကုန်ဖို့မတင်တော်ဘူးလို့အဲ့လိုလေနားလေရမှာအတွင်းချမ်းသာကိုရအောင်ကြိုးပမ်းအထောက်အပံ့နေတယ်လို့ဒီလိုလည်းပဲနားလေရမှာပေါ့